အားလုံးပဲမင်္ဂလာပါဇီရိုကပင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြန်မာနိုင်ငံလူတွေအရင်ကကြည်ဘူးကြမြင်ဘူးကြပဲမဲ့အခုချိန်မှာတော့ underrated ဖြစ်နေတဲ့ anime series တကူကို recap လုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့ Hatekyo Hitoman Reborn ဟုတ်ပါတယ် Reborn ဆိုတဲ့ anime ကို recap လုပ်ပေးသွားမှာပါအပိုင်းတင်းနဲ့နှစ်ကတော့ကျွန်တော်ရဲ့အရင် channel မှာတင်ထားပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့မှာသွားပြီးတော့ကြည့်လို့ရပါတယ် ဒီ channel မှာကတော့ကျွန်တော်အပိုင်း၃ကနေစပြီးတော့တင်ပြတော့မှာပဲဖြစ်ပါတယ်။အဲ့ဒါဆိုစလိုက်ကြရအောင်။အပိုင်း၃ရဲ့အစမှာတော့အီတလီကနေဂျပန်လေစိတ်ကိုလက်စားချခြင်းစိတ်တွေနဲ့ပြည့်နေတဲ့မိမပြိုတယောက်နဲ့အတူသူ့ရဲ့အနောက်ကနေအကောင်လေးတစ်ကောင်ကလည်းခိုးချောင်ခိုးဝတ်နဲ့လိုက်လာခဲ့ပါတယ်။တစ်ဖက်မှာကတော့ Reborn နဲ့ Suna တို့ကတင်ချတင်နေကြပြီးတင်ချတပုတ်မှားတိုင်း Dynamite နဲ့တစ်ခါဖောက်ခွဲခံရမှာပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ Reborn တို့ဆရာတဲ့ဘက်စာတင်နေရောက်မှာပဲ လေးစိတ်မှာတွေ့ရတဲ့အကောင်လေးကဆူနာအိမ်ကိုရောက်လာပြီးတော့သူ့ကိုသူမိတ်ဆက်နေပါတယ်။သူ့နာမည်ကတော့လမ်ဘိုဖြစ်ပြီးဘိုဗီနိုဖမ်လီရဲ့အသက်၅နှစ်အရွယ်လောက်ကျန်တက်ဖြတ်ရေးသမားတစ်ယောက်ဖြစ်ပါတယ်။အဲနောက်မှာတော့ရီဘွန်ကိုလက်နက်မျိုးစုံနဲ့စတင်ပြီးတိုက်ခိုက်ပေမဲ့ဘာတိကိမှုမှမရှိတဲ့အပြင်ရီဘွန်ကလမ်ဘိုကိုစိတ်ရှုပ်စရာခလေးဆိုပြီးတော့ဂယုမဆိုင်ပါဘူး။ဆူနာကဘိုဗီနိုဖမ်လီဆိုတာဘာလဲလို့မေးလိုက်တဲ့အချိန်ရီဘွန်က မာဖီးယား family အသေးစားလေးပါကွာဒီလိုအဆင့်နှိမ့်တဲ့ family တွေနဲ့ငါဘာမှပတ်သက်မှုမရှိဘူးဆိုပြီးတော့အထာကြကြပဲပြန်ဖြေလိုက်ပါတယ်ဆူနာရဲ့အိမ်ပြန်မှာလည်းအီတလီကနေရောက်လာတဲ့မိန်းကလေးကအဖြစ်ပြက်တွေအားလုံးကိုစောင့်ကြည့်နေပါတယ်နောက်နေ့မနေ့ဆူနာကြောင်းသွားတဲ့အချိန်မှာတော့အစိတ်ကတ်ထားတဲ့အေးဘူးကိုဆူနာကိုပြစ်ပေးလိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲအေးအေးကမှောက်ကျသွားတာကြောင့်ဆူနာတယောက်မတော့ဖြစ်လိုက်ပါဘူးကြောင်းကိုရောက်တဲ့အချိန်မှာလည်းထုံးစံအတိုင်းဂိုကူတဲရနဲ့ယာမာမိုတိုရဲ့ရံပွဲကိုဖြင်းရှင်းပေးနေရပါတယ်ဒါအပြင်လန်ဘိုကလည်းကြောင်းကိုလိုက်လာပြီး ရီဘုံကိုထပ်ပြီးနှောက်ရက်နေတာကြောင့်ဂိုကူတက်ရာကသူ့ရဲ့လက်ဆွဲတော်ဒိုင်နမိုက်တွေနဲ့ဖောက်ခွဲပစ်လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲလမ်ဘိုတယောက်ငိုယူပြီးသူ့ရဲ့ပစ္စည်းတွေတိမ်းထားတဲ့ခေါင်းထဲကနေထူးဆန်းတဲ့ဒုံးကြီးတစ်ခုကိုထုတ်ပြီးတော့အထဲကိုခုံဝင်သွားခဲ့ပါတော့တယ်။အဲနောက်မှာတော့15နှစ်အရွယ်ကောင်လေးတယောက်အဖြစ်ထွက်လာပြီးမတွေ့ရတာကြာပြီနော်။ဆယ်ယောက်မြောက်ပုံကိုလာကောင်းဆောင်ရဲ့လူငယ် version ကြီးကျွန်တော်လမ်ဘိုကဆိုပြီးတော့မိတ်ဆက်လိုက်တော့ဆူနာတယောက်ကြောင်သွားပါတော့တယ်။ အဲ့ဒါကိုအသက်၁၀နှစ်ကြီးသွားစေတဲ့တန်ယီယာဘာဇူကာလို့ခေါ်ရဲဆိုပြီးတော့ရီဘွန်ကရှင်းပြလိုက်ပါတယ်။အဲ့ဒီဘာဇူကာနဲ့ပြစ်ခံလိုက်ရတဲ့ဘသူမဆိုကိုယ့်ရဲ့အသက်၁၀နှစ်ပိုကြီးတဲ့သူနဲ့အချိန်ချင်းခဏလဲပေးသွားမှာပဲဖြစ်ပါတယ်။အများကြီးမဟုတ်ပါဘူး၅မိနစ်ပဲအချိန်ရတာပါ။ဒီဘာဇူကာက Bovino Family ရဲ့မျိုးစဉ်ဆက်သုံးလာခဲ့ကြတဲ့လက်နက်တစ်ခုဖြစ်ပါတယ်။အဲ့နောက်မှာတော့ Lambo တယောက် Reborn ကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ထုံးစံအတိုင်းလှစ်လျူရှူတာကိုပဲခံလိုက်ရပါတယ်။ အဲ့ဒါကြောင့်လမ်ဘိုတယောက်စိတ်ဆိုးသွားပြီးတော့သူ့ရဲ့ဖိုအား1မီလီယံပါဝင်တဲ့ဂျုံတစ်ခုကိုတက်လိုက်ပြီးတော့ Electrico Coronado ဆိုတဲ့အကွက်နဲ့ဝင်တိုက်ခိုက်ပေမဲ့ Reborn ကသူ့ရဲ့ပုံစံပြောင်းနိုင်တဲ့လက်နက်နဲ့ဒုပုံစံပြောင်းပြီးရလိုက်တာကြောင့်ထုံးစံအတိုင်းငိုပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။အဲ့နောက်မှာတော့ Suna, Goku တဲ့ရနဲ့ Yamamoto တို့နှိမ့်လေစာစားဖို့ပြင်နေကြတဲ့အချိန် Suna ရဲ့ထမင်းဘူးကအစိတ်ခတ်ခံရတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့် Reborn ပေါ်လာပြီးတော့ Bianchi ထွက်လာခဲ့နင်ပုံးနေတာကိုငါသိတယ်ဆိုပြီးပြောလိုက်တော့ မနက်ကတွေ့ခဲ့တဲ့အမျိုးသမီးကပေါ်လာပြီးဂိုကူထဲရရဲ့အမဖြစ်နေခဲ့ပါတယ်။သူက Reborn နဲ့အတူ mission တွေလုပ်ချိန်ပေမဲ့ Reborn ကဆူနာကိုဘုံဂိုလာ family ရဲ့ခေါင်းဆောင်ဖြစ်လာအောင်တင်ကြားပေးရမယ့်တာဝန်တွေရှိနေတာကြောင့်အလုပ်တူတူတွဲမလုပ်နိုင်ဘူးလို့ညင်းလိုက်ပါတယ်။ဒါကြောင့် Bianchi တယောက်ဆူနာကိုတတ်လိုက်ရင် Reborn နဲ့အလုပ်တူတူတွဲလို့ရပြီဆိုပြီးတော့ဆူနာကိုချိန်ချောက်သွားပါတယ်။အမကိုတွေ့လိုက်ကြတဲ့ကဂိုကူထဲရတယောက်ဘိုက်တွေအောက်ပြီးလဲကျသွားတာကြောင့်ကျောင်းရဲ့စေဘေကန်ကိုခေါ်လာခဲ့ရပါတယ်။ကိုကူတဲ့ရအသက်6နှစ်တုန်းကပီအန်နိုတီးရမဲ့ပွဲတစ်ခုမှာ BNK ကသူ့ရဲ့အစိတ်ကတ်ထားတဲ့ကွကီးတွေကိုဂိုဂူတဲရကိုကျွေးလိုက်ပါတယ်။ဒီလိုနဲ့ပဲဂိုဂူတဲရတယောက် PNO ကိုကောင်းကောင်းမတီးနိုင်တော့ပဲကမောက်ကမတွေဖြစ်သွားခဲ့ရတာပေါ့။ဒါပေမဲ့နားထောင်နေကြတဲ့သူတွေကအဲ့ဒါကိုကြိုက်သွားတာကြောင့်ဂိုဂူတဲရရဲ့အဖေက PNO တီးဖို့ပွဲတွေရှိတဲ့အခါတိုင်းမှာ BNK ရဲ့ကွကီးတွေကိုစားရမယ်ဆိုပြီးတော့ဂိုဂူတဲရကိုပြောခဲ့ပါတယ်။ဒါကြောင့်အခုချိန်ထိအမတ်ဖြစ်သူ BNK ကိုတွေ့တိုင်းဘိုက်တွေအတကုန်အောက်လာပြီးတော့မူလဲသလိုဖြစ်တာပဲဖြစ်ပါတယ်။ အဲ့နောက်မှာတော့ဂျိုကိုကဆူနာကိုကိတ်မုတ်ကျွေးမဲ့အချိန်ဘီယန်ခီကသူ့ရဲ့အစိတ်ခတ်ထားတဲ့ကိတ်မုတ်နဲ့လဲလိုက်တာကြောင့်ဆူနာတယောက်တိုင်ပတ်နေတော့မှာရီဘွန်ကသူ့ရဲ့တမနီအစာအိမ်အိုင်ယွန်စတောမက်စ်လို့ခေါ်တဲ့ကြည်စံကိုဆူနာရဲ့ဘိုက်ကိုပြစ်လိုက်တာကြောင့်ဆူနာတယောက်အစိတ်ခတ်ထားတဲ့ကိတ်ကိုအေးအေးဆေးဆေးစားနိုင်ပြီးတော့ပြဿနာကိုဖြေရှင်းနိုင်လိုက်ပါတယ်ဒီလိုနဲ့ကြောင်းလွတ်တဲ့အချိန်ဆူနာနဲ့ဂိုဂူတဲရတို့အိမ်ပြန်လာကြပြီးတော့ဆူနာရဲ့အမေက ကျူရှင်စရာအစ်အိမ်ပေါ်မှာရောက်နေတယ်ဆိုပြီးပြောလိုက်တာကြောင့်ဆူနာတို့လာကြည့်တဲ့အချိန်မှာ BNK ဖြစ်နေပါတယ်။ထုံးစံအတိုင်းဂူဂူတဲရကတော့ BNK ကိုမြင်ပြီးဗိုက်တွေအောင်ပြီးတော့ဆူနာကလည်း BNK ကသူ့ရဲ့ကျူရှင်စရာဖြစ်လာတာကြောင့်စိတ်ညစ်သွားပါတယ်။အိမ်ပြင်မှာတော့လမ်ဘိုကဗိုက်စာနေတဲ့အချိန်ဆူနာရဲ့အမေကမြင်သွားတာကြောင့်ဆူနာရဲ့တငယ်ချင်းလေးပါလားအိမ်ထဲမှာ BNK မုတ်တွေလှုပ်ထားတယ်ဝင်စားပါအောင်ဆိုပြီးပြောတဲ့အချိန် BNK ကိုသိတဲ့လမ်ဘိုတယောက်ထွက်ပြေးဖို့လှုပ်ပင်မဲ့နောက်ကျသွားခဲ့ပါပြီ။ ဒါကတော့ Hitman Reborn အပိုင်း၃ပဲဖြစ်ပါတယ်။အပိုင်းလေးကိုတော့နောက်ရက်တွေမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ recap တွေကိုကြိုက်နှစ်တက်တယ်ဆိုရင် video လေးကို like လုပ်ပြီး channel ကိုလည်း subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ဆိုတော့နောက်ပိုင်းတွေမှာပြန်တွေ့ကြပါမယ်။